ဗီဒီယိုရဲ့အစမှာတော့ကြည်ကြည်တို့ရဲ့နှက်ပြိုဖြက်စီဖို့မိမိဦးဆောင်တဲ့နှက်ဆုပ်တပ်ဖွဲ့ကကျူးကျော်လာခဲ့ပါတယ်။ကြည်ကြည်လည်းသူ့ရဲ့ရွှေဒူးလေးနဲ့အသက်ကုန်ပြန်ခုခံနေပါတယ်။နှက်ဆုပ်ဖက်ကတချို့ကောင်တွေလည်းရှော့ကုန်ပါတယ်။နှက်ဆုပ်မိနေရသူ့ရဲ့မိကွင်းကိုရွာသားနှက်ဆုပ်စီပေးလိုက်ပါတယ်။အဲ့ဒါနဲ့ရွာသားနှက်ဆုပ်ကသူ့ရဲ့ဂျိုးကွင်းကိုပြစ်လိုက်ပါတယ်။မီကီနှက်သားကဂျိုးကွင်းလာနေတာကိုမြင်သွားပါတယ်။ကီယူဆိုင်အိုးဘိုင်လေး အဲ့ဒီအချိန်မှာပဲကြိုကွင်းကနှစ်သားဖက်ကရွာသားကိုမှုသွားခဲ့ပါတယ်။သူပြန်ဖြုတ်ပေမဲ့လည်းမရှာတော့ပါဘူး။အဲ့ဒါနဲ့ကျိုးဆွဲရနောက်ကိုပါသွားခဲ့ရပါတယ်။မီကီကကြိုကွင်းနဲ့ပြစ်တဲ့ကောင်မြင်သွားပါတယ်။အဲ့ဒါနဲ့ယူနီကွန်းရဲ့စွမ်းအောင်တုံးပြီးလှမ်းပြစ်ပါတယ်။ဒါပေမဲ့လည်းနှစ်ဆိုးရွာသားကအေးဆေးရှောင်လိုက်ပါတယ်။စွမ်းအားကပြန်ကန်ထွက်လာပြီးတော့နှစ်သားဖက်ကရွာသားနှစ်သက်ကျွေသွားပါတယ်။ Not Mara Bakwa Dumb and Barry ဒီကြေးကဝင်လာပြီးတော့ကျိုးနဲ့ဆွဲထားတဲ့ကောင်ပြင်းဖို့ ဒူးလေးနဲ့ချိန်လိုက်ပြီးပြက်လိုက်ပါတယ်။ဒါပေမဲ့နှက်ဆိုးကောင်းဆောင်နဲ့ဖြစ်တဲ့မိနီတို့ကချိုရီလုံးနဲ့တုံးပြီးတော့ဖျက်ဆီးလိုက်ပါတယ်။မိနီကနောက်ထပ်ချိုရီလုံးတစ်လုံးကိုထပ်ပြက်လိုက်ပါတယ်။ဒီတစ်ခေါက်မှာတော့ကြည်ကြည်ကအရှောင်လွန်သွားပြီးအောက်ကိုကျသွားပါတယ်။တပတ်မှာတော့ဂျိုးကွင်းနဲ့နှက်ဆိုးဟာနှက်သားတစ်ကောင်တက်စီပြီးနှက်ပြည်ရဲ့အတီးကအိမ်ပေါ်ကိုခုန်ဆန်းလိုက်ပါတယ်။နှက်သားကိုလည်းနှက်သက်ကြွအောင်လှုပ်ပေးလိုက်ပါတယ်။တပတ်မှာတော့ရွာသားကသူ့ရဲ့စွမ်းအားတွေနဲ့အသက်ကုန်ပြစ်နေခဲ့ပါတယ်။ ငရဲခွေးတွေကအနီအောင်ဆွဲကိုထုတ်သုံးလိုက်တာတခါရဲကိုနှစ်သက်ကျွေသွားပြတ်မာတယ်။နှစ်သားတွေအားနေလာတော့နှစ်ဆိုးတွေကအရှိတ်ကိုပိုတိုးလာခဲ့ကြတယ်။မီကီအရိကာမင်းငါတို့နားကိုရောက်လာပြီ။ Love light oh ။မီကီကရှေ့ကိုထွက်သွားပါတယ်။အပေါ်မှာတော့နှစ်ပြည့်ရဲ့အတိတ်ကယတနာကိုနှစ်ဆိုးကဖျက်ဆီးနေခဲ့ပါတယ်။ဟာဒီကောင်တော်တော်ဆိုးနေတာပဲဟာ။ကြည်ကြည်သေးချာကြည့်လိုက်တော့နှစ်ပြည့်ရဲ့အဆောင်ရှောက်နှကောင်ရှိသေးတာကိုမြင်သွားပါတယ်။အဲ့ဒါနဲ့ကြည်ကြည်အပေါ်ပြန်တက်သွားပါတယ်။ မီကီကလည်းအမြန်ပဲခလုတ်တစ်ခုအပေါ်ခုန်တက်လိုက်ပါတယ်။တစ်ချိန်ထဲမှာပဲနှက်ပြီကိုကာဝယ်ပေးမယ်။အကာရန်မိုးချိုးလျက်စစ်နေရန်ကြီးထွက်လာပါတယ်။နှက်ဆိုးတွေကနေရန်ကြီးကိုတိုက်မိပြီးလွန့်ထွက်ကုန်ပါတယ်။နှက်ပြီဘက်ကိုရောက်နေတဲ့နှက်ဆိုးကနှက်ပြီကိုကာဝယ်ပေးထားတဲ့ယတနာကိုဖျက်ဆီးနေတုံးမှာပဲ။ဒါပေမဲ့လည်းဖျက်ဆီးမရလို့စိတ်ပြတ်သွားပါတယ်။ဂျေဂျီကကာထားရွှတ်လိုက်တာအယုတ်တွေကနေအသက်ရှင်သွားပြီးမိုးပေါ်ကိုပြန်သွားပါတယ်။ပြီးတော့နှက်ပြီဖက်မှာလာဆိုးနေတဲ့ကောင်ကိုပြင်းလိုက်ပါတယ်။ ဟာဟာဟာမိပါတတ်နိုင်သေးလဲကွာငါတို့တွေပြန်ချင်းနိုင်နေပြီကွာငရဲခွေးတွေကလျှော့မပေးသေးပါဘူးမြေပြင်ကိုတူးနေခဲ့ကြပါတယ်ပြီးတော့မြေအောက်ကနေနှက်ပြေဖက်ကိုရောက်လာခဲ့ကြပါတယ်အေးပါကွာကောင်းကောင်းတော့မပြောရအောင်တွေးမယ်ငရဲခွေးတွေကကျူးကျော်ဖို့ခုံလာခဲ့ပါတယ်မီကီကယူနီကွန်အစွမ်းနဲ့အချို့ကောင်တွေကိုရှင်းလိုက်ပါတယ်တချို့နှက်သားတွေကလည်းတန်ဆင်နေငရဲခွေးတွေကိုဖျက်ဆီးလိုက်ပါတယ်ဒါပေမဲ့လည်းအကုန်တော့မလျှော်သေးပါဘူး ငရဲခွေးတွေကသူတို့ရဲ့အနီရောင်သွားအစွမ်းကိုထုတ်ပြီးအကာအယံကိုဖျက်ဆီးပြစ်လိုက်ပါတယ်။အဲ့ဒီလိုနဲ့နတ်ဆိုးအဖွဲ့သားတွေကငရဲမီးတွေကိုဖျက်ကူးပြီးကျူးကျော်လာခဲ့ပါတယ်။မိကီလည်းအခက်တွေ့နေပါတယ်။ဂျေဂျေကသူ့ရဲ့ဒူးလေးနဲ့တချို့ကောင်တွေကိုရှင်းပြပါတယ်။နတ်ဆိုးကောင်ဆောင်မိနီတို့ကဖျက်ကူးနေတဲ့ကောင်ပေါ်ကိုတက်လိုက်ကြပါတယ်။ No no I'm late. No no I'm late. Oh I'm not to happy. ဂျီဂျီကထွက်သွားခဲ့ပြီးတော့နှင်းရင်စင်နာကိုသွားလိုက်ပါတယ်။ပြီးတော့သူ့ရဲ့ကားထားတွေရွတ်ပါတော့တယ် ရေတွေအများကြီးထွက်လာခဲ့ပါတယ်။ဂျေဂျေအားအိုးလေးကိုယူပြီးခတ်လိုက်ပါတယ်။နိနီတို့ကမကြခင်မှာနှက်ပြေဖက်ကိုရောက်လာတော့မှပါ။နေကီယာငရဲခွေးတကောင်ကိုယူနီကွန်ဆွားနဲ့ရှင်းပြလိုက်ပါတယ်။မရှူနီကွန်လေးအရှန်တော်ရဘေးပြောလို့မဆုံးသေးခင်မှာပဲဘယ်ကရောက်လာမှမသိတဲ့ငရဲခွေးတကောင်ကယူနီကွန်လေးကိုကိုက်ပြက်ပါတယ်။ပြီးတော့မီကီကိုလည်းအဆုံးသတ်ဖို့အတွက်ပြေးလာခဲ့ပါတယ်။ယူနီကွန်ကသူ့မလျှော့ခင်မှာမီကီကိုကယ်တင်ပေးလိုက်တာ နောက်တော့လဲကျသွားပါတယ်။ မီကီပြေးကြည့်တော့ယူနီကွန်လေးဟာရှောသွားခဲ့ပါပြီ။ Dumb and Mary ငါကောင်းရဲ့အဲ့ဒီအချိန်မှာကြည်ကြည်ရောက်လာပါတယ်။ပြီးတော့အရန်အစွမ်းထက်တဲ့နှဲ့ရည်တွေကိုငရဲမီထဲလောင်းချလိုက်ပါတယ်။ငရဲမီတွေကနှဲ့ရည်တွေဖြစ်သွားလို့ကူးလာတဲ့နှက်ဆိုးတွေလည်းရှောကုန်ပါတယ်။မိနီတို့တွေကနှက်ဆိုးတွေကိုအသုံးချပြီးတော့ကောင်းကင်ဘက်ကိုရောက်လာခဲ့တယ်။နောက်တော့ကြည်ကြည်တို့စီပြေးလာပါတယ်။ကြည်ကြည်လည်းမနိုင်မသင့်လို့မီကီကိုခေါ်ပြီးတော့ထွက်ပြေးပါတယ်။ နှစ်သားတွေကမိနေတော့ကိုစောင်းတွေကိုတောင်းပေးပြက်ပါတယ်။ဒါပေမဲ့မထိပါဘူး။အဲ့ဒီအပြင်မိနေတော့ကပြန်ပြက်လိုက်တာတချို့ကောင်တွေရှော့ကုန်ပါတယ်။ဂျီဂျီတို့ကသူတို့ရဲ့အိမ်ကိုပြန်ပြေးကြပါတယ်။ပြီးတော့ကာထာတွေရွှတ်လိုက်တာတကားကြီးပွင့်သွားပါတယ်။အဲ့ဒီလိုနဲ့အထဲကိုဝင်သွားခဲ့ပါတယ်။မိနေတော့ကအမြန်ရောက်လာခဲ့ပေမဲ့တကားပိတ်သွားပါတယ်။မိနေလက်ကြီးရဲသွားခဲ့ပါတယ်။နှစ်ပြီကိုစောင်းရှောက်နေတဲ့နှစ်သားရုပ်ထုနှစ်ကောင်ကမိနေတော့စီလာနေပါတယ်။ မိနေတော့မကြောက်ပဲပျော်နေခဲ့ပါသေးတယ်အထဲမှာတော့ကြည်ကြေတို့ကလန့်နေခဲ့ပါတယ်ဒီလိုနဲ့အပြင်မှာကြောက်စရာကောင်းတဲ့အတန်ကြီးကိုကြားလိုက်ရပါတယ်ပေါ်တယ်မန်ထဲမှာကာကွယ်ပေးမဲ့အဆောင်ရှောက်တွေကတမျိုးဖြစ်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒါနဲ့ကြည်ကြေတို့ကအပြင်ဘက်ကိုပြေးထွက်ပြီးသွားကြည့်ပါတော့တယ်။အပြင်ကိုရောက်တော့အဆောင်ရှောက်တွေကနှက်ဆိုးတွေဖြစ်ကိုပြောင်းလဲနေတာကိုမြင်လိုက်ရပါတယ်။မိနီရဲ့တငယ်ချင်းတွေကအဆောင်ရှောက်တွေကိုတက်စီထားပါတယ်။ မီကီယာကြောက်လွန်လို့အိမ်ထဲပြန်ဝင်သွားပါတယ်ဂျေဂျေပါလိုက်ဝင်သွားပါတယ်ဒါပေမဲ့မိနီယာသူ့ရဲ့မိကွင်းကိုထောက်ပြီးပြစ်ဖမ်းလိုက်ပါတယ်။ပြီးတော့အင်ဂျင်ကိုဆွဲထုတ်လာပါတယ်။မိနီရဲ့တငယ်ချင်းတွေကအထဲကိုဝင်လာခဲ့ပါတယ်။ဂျေဂျီအပြောင်းဝင်တော့တကားကပိတ်သွားခဲ့ပါပြီ။အဲ့ဒါနဲ့မိနီဆွဲတာကိုခံလိုက်ရပါတယ်။ဂျေဂျီအမြန်ပဲဒူးလေးကိုထုတ်လာခဲ့ပါတယ်။မိနီရအမြန်ပဲဒူးလေးကိုမီးလုံးနဲ့ပြစ်လိုက်ပါတယ်။ဒူးလေးကိုထိပြီးတော့ပြက်စီးသွားခဲ့ပါတယ်။ မိကွင်းကတော့ဘလို့ပဲဖြုတ်ဖြုတ်မပြုတ်ပါဘူးအထဲမှာတော့မိနေတဲ့ငယ်ချင်းတွေကမိကီကိုလိုက်ပြင်းနေခဲ့ပါတယ်မိကီကဒိုင်းကလေးကိုယူလိုက်ပါတယ်ဒါပေမဲ့တခါပဲကာလိုက်ရပြီးတော့ပြက်စီးသွားပါတယ်မိနေတဲ့ငယ်ချင်းကမိကီရဲ့နောက်ကိုပြန်သွားပြီးတော့မိကီကိုလက်သေးနဲ့ခုတ်လိုက်ပါတယ်မိကီလည်းအောက်ကိုကျသွားပါတယ်မိနေတဲ့ငယ်ချင်းတွေကထွက်သွားခဲ့ပါတယ်မိနေတဲ့ငယ်ချင်းတွေကကောင်းကင်ရဲ့အတိတ်အခန်းကိုရောက်လာခဲ့ပါတယ်။အဲ့ဒါနဲ့သူတို့တွေလည်းဝင်ဖို့လှုပ်ကြပါတယ်။ ဒါပေမဲ့လက်တွေပူလောင်သွားခဲ့ကြတယ်။အဲ့ဒါနဲ့စိတ်တို့သွားခဲ့ပြီးတော့မီးမျက်လုံးတွေနဲ့ပြစ်ပါတယ်။ဒါပေမဲ့လည်းမရပါဘူး။ပါလို့လဲဆိုတော့ပေချာကာထားတဲ့တကားဖြစ်ပြီးနှက်တွေပဲဝင်လို့ရတဲ့တကားဖြစ်လို့ပါ။အဲ့ဒါနဲ့စိတ်တို့သွားပြီးတော့မီကီကိုသွားခေါ်ဖို့လှုပ်ပါတယ်။မီကီကဖျောင်းတိုင်တွေနဲ့အကာအကွယ်တစ်ခုထားလိုက်ပါတယ်။မိနီရဲ့တငယ်ချင်းတွေကမီကီကိုဆွဲခေါ်ဖို့လှုပ်ပေမဲ့ဘလို့မှမရပါဘူး။မီကီကဖျောင်းတိုင်တွေကိုတုံးပြီးတော့ပြန်ပြစ်ပါတယ်။ ဒါပေမဲ့မထိပ်ပါဘူးအပြင်ဘက်မှာတော့ကြေကြေကိုမင်းနေရလေပင်းညစ်ထားတာကိုမြင်လိုက်ရပါတယ်ကြေကြေကအတိတ်မေ့တော့မလို့ဖြစ်သွားပါတယ်ကြေကြေကစောင်းလေးကိုသူ့ရဲ့အစွမ်းနဲ့ယူလိုက်ပါတယ်မင်းနေရကြေကြေကိုမီးလက်သေးနဲ့ထုတ်ပါတယ်ကြေကြေကအမြန်ပဲစောင်းကိုတီးလိုက်တာမင်းနေလွင့်ထွက်သွားပါတယ်ကြေကြေလည်းအမြန်ပဲအိမ်သေးကိုပြန်ဝင်ဖို့ကာထာတွေရွတ်ပါတော့တယ်မင်းနေရပြန်ချလာပြီးတော့မီးလုံးနဲ့ပြစ်လိုက်တာကြေကြေလည်းလွင့်သွားပါတယ်အထဲမှာတော့မစ်ကီကမိနေတဲ့ငယ်ချင်းတွေကိုဘင်းနေခဲ့ပါတယ် တယ်လီဖုန်းမှန်တဲ့ကိုကြည်လိုက်တော့ကြည်ကြည်ဒုက္ခရောက်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒါနဲ့မစ်ကီကအမြန်ပဲဖျောင်းတိုင်လေးကိုယူလိုက်ပါတယ်။ဒါပေမဲ့ဆက်ကွင်းကပြတ်သွားပြီးမိနေတို့ရဲ့တငယ်ချင်းတွေကလွတ်သွားခဲ့ပါတယ်။အဲ့ဒါနဲ့မစ်ကီကအမြန်ပဲထွက်ပြေးပါတယ်။ကြည်ကြည်လည်းပြန်နိုးလာပါတယ်။မိနေကသူ့စီတဖြည်းဖြည်းကတ်လာနေပါတယ်။ ကြည်ကြီးအမြန်ပဲတကားစီကိုပြေးထွက်သွားပြီးကာထာရီရွတ်ပါတော့တယ်တကားကပွင့်လာပြီးတော့မီကီထွက်လာပါတယ်မီကီကမြန်ပဲသူ့လက်ထက်ဖြောင်းနိုင်စွမ်းနဲ့မိနီကိုပြင်းလိုက်ပါတယ်အရှက်မိုက်တဲ့သားအိမိနီရဲ့တငယ်ချင်းတွေကအပြင်ကိုထွက်လာခဲ့ပါတယ်ပြီးတော့စွာအပြင်ဆုံးမိအစွမ်းနဲ့ပြစ်ကြပါတယ်ကြည်ကြီးကလည်းအမြန်ပဲမီကီကိုခေါ်ပြီးအထဲဝင်သွားခဲ့ပါတယ်ဟေးငါတို့တွေရဲ့အကြီးကရတနာပြင်းစီကိုဖြက်စီလိုက်ကြမယ်လीအဲ့ဒါနဲ့မိနီတို့ကဖြက်စီဖို့ထွက်သွားပါတယ် ကြည်ကြည်တို့ကတော့တယ်လီဖုန်းမှန်ကနေမိနီတို့ကိုကြည့်နေခဲ့ပါတယ်။ Did I did need Laura Makita Bu? ကြည်ကြည်ကအမြန်ပဲ cloud တစ်ခုစီကိုသွားလိုက်ပါတယ်။ပြီးတော့အစွမ်းနဲ့နှိပ်လိုက်တာမိနီတို့စီမှာကျဲပုံစံဆက်ကွင်းလေးပေါ်လာပြီးမိနီတို့တအုပ်လုံးကိုထိမှန်သွားခဲ့ပါတယ်။ Ha ha ha! ဒီကနေ့လူတို့ရမထင်နေလား။ကြည်ကြည်မရှိနဲ့ရှီမလာနေပြီမိနီတငယ်ချင်းတွေကကြည်ကြည်တို့စီကိုလာနေခဲ့ပါတယ် အဲ့ဒါနဲ့ကြည်ကြည်တို့လည်းသူတို့ရဲ့အတီးက main gate ကြီးကိုဖွင့်ပြီးထွက်ပြေးကြပါတယ်။အပေါ်ရောက်တော့ကြည်ကြည်ကတယ်လီပေါ့တကားတစ်ခုစီဝင်သွားပါတယ်။နတ်ဆိုးတွေကလည်းလိုက်လာပါတယ်။ပြီးတော့တစ်ဖက်ကနေပြန်ထွက်လာပါတယ်။အဲ့ဒီနေရာကတော့နတ်သားတွေရဲ့ပုံဖြစ်ပါတယ်။နတ်သားတွေကတန်ဆင်နဲ့ပြစ်ပါတယ်။နတ်ဆိုးမိနီအဖွဲကရှောင်းလိုက်ပြီးတော့မိနီကချော်ရီလုံးနဲ့ပြန်ပြစ်လိုက်တာ ရှော့သွားပါတယ်။ဒီလိုနဲ့ပဲဂိတ်ကိုဖောက်ပြီးလိုက်လာပါတယ်။ ြစ်ကြေးလဲနောက်ထပ်ဂိတ်တစ်ခုစီထပ်ဝင်လိုက်ပါတယ်ဒီတစ်ခါဂိတ်ကတော့နတ်ဆိုးဂိတ်ဖြစ်ပါတယ်နတ်ဆိုးတွေကကြည်ကြည်ကိုမြင်တာနဲ့သူတို့လက်ထဲကလက်နက်တွေနဲ့ပြစ်ပါတယ်ဒါပေမဲ့လည်းမထိပ်ပါဘူးကြည်ကြည်ကအမြန်ပဲမိကီကိုပြစ်ချလိုက်ပြီးတော့နတ်ဆိုးမိပြာကိုဆွဲထားလိုက်ပါတယ်နတ်ဆိုးတွေကကြည်ကြည်ကိုပြစ်လိုက်ကြပေမဲ့မိပြာထိပ်ပြီးရှောသွားခဲ့ပါတယ်ကြည်ကြည်ကအဆောင်ပေါ်တက်ပြီးမိမျက်လုံးတုံပြီးတော့ဂျန်နက်ဒဘော်တွေကိုဖျက်ဆီးလိုက်ပါတယ်ပြီးတော့အဆောင်ကိုလွှင့်ပြလိုက်ပါတယ် မိကီကိုပွေပြီးနောက်တယ်လီဖုန်းကိတ်ကနေအမြန်ပြေးပါတော့တယ်။မိနီလည်းလိုက်လာပါတယ်။တစ်ကောက်မှာတော့လူသားကပါကိုရောက်လာခဲ့ပါတယ်။လူသားတွေကနှက်ဆိုးတွေမြင်တော့လက်နှက်တွေနဲ့ချိန်နှားကြပါတယ်။ပြီးတော့အသက်ကုံဝိုင်းစုံကြပါတယ်။ဒီလိုနဲ့နောက်တစ်ကိတ်ကိုရောက်လာတယ်။တစ်ကောက်မှာတော့နှက်ပြေကိုပြန်ရောက်လာပါတယ်။ကြည်ကြည်ကမိကီကိုနှိုးကြည့်ပါတယ်။အဲ့ဒီအချိန်မှာမိနီတို့ရောက်လာပြီးတော့ကြည်ကြည်ကိုဒွန်းထုတ်လိုက်ပါတယ်။တို့မထီတာနဲ့နော်။ကြည်ကြည်ကသူ့ရှေ့ကဖျောင်းတောင်ယူပြီးပြစ်လိုက်ပါတယ်။ ဒါပေမဲ့အဆောင်ကပိုက်စာလို့မြုပ်ချလိုက်ပါတယ်။ပြီးတော့ကြစ်ကြစ်စီကိုသွားပြီးအဲ့ဒီကနေကန်ချလိုက်ပါတယ်။နောက်တော့မီကီကိုခေါ်ပြီးနှစ်ပုံကိုဖြတ်စည်းဖို့ထွက်သွားခဲ့ပါတယ်။ကြစ်ကြစ်ကပြန်နိုးလာပါတယ်။ဟဲ့ဘလို့လို့ရပါအဲ့ဒီအချိန်မှာကြစ်ကြစ်ပေနာကိုယူနီကွန်လေးရပြန်လည်မွေးဖွားလာခဲ့ပါတယ်။တစ်ဖက်မှာတော့မီကီကိုခေါ်သွားပြီးတော့အိမ်ပေါ်ပြစ်တင်လိုက်ပါတယ်။ ပြီးတော့နတ်ဆိုးတွေကမိကိကိုထိန်ချုပ်ပြီးကောင်းကင်ရဲ့အတိတ်ကယတနာကိုဖျက်ဆီးပါတော့တယ်။အဆောင်လျှောက်ကကြည်ကြည်ပြစ်တာခံရပြီးရှော့သွားပါတယ်။ကြည်ကြည်ကအပေါ်ရောက်လာခဲ့ပါတယ်။ပြီးတော့ယူနီကွန်ဆွာနဲ့မိစိန်နတ်ဆိုးအပြင်ကောင်းဆောင်မိနီကိုပါရှင်းလိုက်ပါတယ်။မိကိကအသက်မရှိတော့ပါဘူး။ဒါပေမဲ့ယူနီကွန်လည်းရောက်လာပြီးအသက်ဆွမ်းအင်ပြန်ထည့်ပေးလိုက်ပါတယ်။မိကိလည်းအသက်ရှင်သွားပြီးကောင်းကင်ကြီးကလည်းငြိမ်းချမ်းသွားပါတော့တယ်။ဟုတ်ကဲ့ပါရှင်။ အခုလိုမျိုးဗီဒီယိုလေးတွေသဘောကျတယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။